ုရောပရမင်းလက်ထက်မှာနောက်ပိုင်းမိုးရီခေါင်းပြီးတော့ငတ်မို့ခေါင်းပါတဲ့နှစ်က၃နှစ်လောက်ကြာသွားတော့တော်တော်လေးဆင်းရဲသွားကြဘုရောကြီးလည်းနာရဆံရောဘာကြီးတော်မင်းဆိုတတ်လာဒီဘိုးတော်တို့ဘာကြီးတော်တို့အခေါ်ကမင်းတို့မင်းတို့ကနေပြီးတော့လှမ်းခေါ်တဲ့အခေါ်သူတို့လက်ထက်မှာရေးတဲ့သမိုင်းဖြစ်လို့ ဘိုးတော်မင်းတရားကြီးလို့ရေးဒီမှာကိုဘိုးတော်လို့မအောင်မေးနေနဲ့မင်းတို့မင်းရဲ့ဘိုးတော်ပြောတာဘာကြီးတော်ဆိုလဲကိုဘာကြီးအောင်မေးနေနဲ့မင်းတို့မင်းရဲ့ဘာကြီးတော်မို့ဘာကြီးတော်လို့ပြောတာနော်အဲ့ဒီဘာကြီးတော်မင်းတရားနန်းတက်လာတဲ့အခါမှာတိုင်းလူပြည်သားတွေကိုအခုလို့တမ္မာပါတာဆိုရင်စနစ်ကိုကျင့်သုံးခဲ့တာရှိတယ်လူတွေရဲ့စိတ်ကိုဆွဲဆောင်သူကနန်းတက်လာတဲ့အခါမှာ နန်းတဲ့မင်းကွန်းအနေနဲ့သူဘာပြောလဲဝါသနာပါလို့ရှိရင်ကုံမောင်ဆဲရာဇဝင်ကြီးကိုဖတ်ကြည့်အဲ့ဒါမဲ့ပါဘာကြည့်တော့မင်းနန်းတဲ့တဲ့အခါမှာနန်းတဲ့တဲ့အခါမင်းကွန်းပြောတယ်အဲ့ဒီမင်းကွန်းမှာသူဘာပြောလဲငါ့ကိုချစ်ရင်ပြည်သူတို့ကိုချစ်တယ်ငါအကျိုးစီးပွားကိုလိုလားရင်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုလိုလား ြည်သူဗန္ဓာကိုမျက်မုံမကြိုးကြနဲ့ဒါသူအမှုရမ်းတွေကိုမိန်ကုန်ပြောတာနော်ငါ့ကိုချစ်ရင်ပြည်သူတို့ကိုချစ်တယ်ငါအကျိုးစီးပွားကိုလိုလားရင်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုလိုလားပြည်သူဗန္ဓာကိုမျက်မုံမကြိုးကြနဲ့မင်းတို့မတရားမလို့ခြင်းကြနဲ့လို့ပြောတယ်နော်မတရားမလို့ခြင်းဒါကြောင့်မို့တိုင်းပြည်ဟာသုံးနှစ်သုံးမိုးဆင်းရဲဒုက္ခငတ်မို့ခေါင်းမပါပြီးတော့နေတယ် အဲ့ဒါကြောင့်မို့လို့တိုင်းပြည်မှာအကောက်အစားကင်းနေမှန်သမျှအကုန်လုံးရုပ်သိမ်းအမိန်ထုတ်တာနော်ကောက်စားတွေဘယ်နေရာမှမရှိအောင်ပေးတိုးတွေတခုမှမရှိဘူးလို့ဆိုလိုတယ်ဘယ်နေရာမှဝါးနဲ့တားပြီးတော့တောင်းတာတွေမရှိဘူးလမ်းပေါ်မှာတောင်းတာတွေမှန်သမျှအကုန်ဂိတ်တွေအကုန်ပိတ်အထက်မှာမင်းတုံးကင်းအောက်ပိုင်းမှာကြောက်တလုံးကင်းဒီနှစ်ကင်းကိုသာလဲ တိုင်းပြည်လုံခြုံရေးအတွက်မြို့တော်နေပြည်တော်လုံခြုံရေးအတွက်ကြက်ကြက်မတ်မတ်ဆောင်ရွက်ကြရမယ်လို့ဒါဆိုရင်မှဖတ်ကြည့်ဒီတိုင်းပါနော်အဲ့မှာတုံးထားတဲ့စကလုံးလေးတွေကလည်းအမတမဆပါပဲငါကိုချစ်လင်ပြည်သူတို့ကိုချစ်ငါအကျိုးစီးပွားကိုလိုလားရင်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုလိုလားတဲ့ပြည်သူဗန္ဓမျက်မုံမကြိုးကြနဲ့ဟောဒီလိုပြောပြီးတော့၃နှစ်၃မိုးငါအခွန်လွတ်သည် အခွန်ကောက်စားမရှိစေနဲ့တနိုင်ငံလုံးကအခွန်ကောက်တာတွေမလုပ်ရဘူးကင်းကွန်နှစ်ခုပဲထားမင်းကွန်ရဲ့ဒါမြေကျောင်းကိုပြောတာနော်တရားဝတိမြေကျောင်းမှာရှင်းတော့ကမြန်မာနိုင်ငံရဲ့စစ်ပွဲတွေအတွင်းမှာအရေးပါဆုံးကရေတပ်ပဲစင်တပ်ပြီးရင်မြင်းတပ်မြင်းတပ်ပြီးရင်လေတပ်ရေတပ်လို့ခေါ်တယ်ခုခေတ်လိုလေတပ်တော့မရှိဘူးအဲ့တော့ အောင်ပွဲတွေရမှမြင်းစီရမြင်းအောင်ပွဲတွေရမှလှေစီရလှေဟာရေတပ်ပဲသူအဲ့ဒါကြောင့်မလို့ရေလန်းခရီးကိုအဓိကထားပြီးတော့အမိန်ထုတ်ပြန်တာဖြစ်တယ်ပေါ့အဲ့ဒါဗာကြီးတော့နန်းတဲ့ခါစားမှာအမိန်ထုတ်ပြန်လိုက်တာတိုင်းလူပြည်သားတွေသုံးနှစ်သုံးမိုးဆင်းရဲဒုက္ခရောက်သည့်အတွက်ကြောင့်သူ့လက်ထက်မှာအခွန်အတုပ်တွေကိုသုံးနှစ်လွတ်လိုက်တယ်မပေးရဘူး ဟောဒီလိုလောက်တာနော်ကောင်းပါစေရာဆိုရင်ပါကြီးတော်နန်းသိမ့်အဖွင့်ကိုဖတ်ကြည့်ပေါ့အဲ့ဒီလိုဒါကိုတမ္မာပါဒလို့ခေါ်တာပဲတမ္မာပါဒဆိုတာတိုင်းသူပြည်သားတွေရဲ့နှလုံးကိုဆွဲဆောင်ပြီးတော့ချီနှောင်ထားတယ်ပေါ့တိုင်းသူပြည်သားတွေဟာကျေးဇူးတင်ကြတယ်ဘုရင်ကြီးကိုချစ်ခင်ကြအဲ့ဒါ တိုင်းသူပြည်သားတွေပေါ်မှာချင်းမြောက်မှုတစ်ခုပဲလို့ဒီလိုဆိုတာပေါ့